်မင်္ဂလာပါရှင်ကျမတော်ငူးခတ်တာပါ TVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတာတ TNL ထင်းချုံရနမ်မတူနဲ့မန်တုံမြို့တွေကိုအော်တိုဘားလ2ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကဖုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ နမ်မတူမြို့ရှိရက်ကွက်ကဖုန်ကြီးကျောင်းကိုအော်တိုဘားလ2ရက်နေ့မနက်9နာရီလောက်မှာဂျက်ဖိုင်တာနဲ့ဘုံကျဲသွားပြီးမန်တုံမြို့ကစစ်ကောင်စီတပ်စခန်းအဟောင်းအတွင်းကိုလည်းဘုံကျဲချသွားတယ်လို့သိရပါဗျာ။ နမ်ဘတူမြို့ရှိရွက်ကိုလေကြောင်းလေယာဉ်နဲ့ဘုံကျဲခဲ့တဲ့အတွက်ဒေသခံ၃ရောက်တိတ်ဆုံးခဲ့ပြီးကလေးငယ်အပါအဝင်၈ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပြပါရတယ်။မန်တုံမြို့ဘုံကျဲမှုမှာတော့လူတွေထိခိုက်တာမရှိဘူးလို့ဆိုပါရတယ်။နမ်ဘတူနဲ့မန်တုံမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့အော်တိုဘားလာ၂ရက်နေ့မနက်ပိုင်း9:23မိနစ်မှာဘုံတွေလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖြစ်စဉ်အသေးစိတ်ကိုဆက်လက်ဖော်ပြသွားမယ်လို့ PSLF TNL တတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ င်ရှင် ARI တိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းညချိန်တွေမှာအစီရင်အကြောင်းပြပြီးအရက်သားအယောက်50ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်တပ်နဲ့နေဆက်သူတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကနေ30ရက်နေ့အထိတလအတွင်း ARI တိုင်းထဲမှာစစ်တပ်ရဲတွေနဲ့အုပ်ချုပ်ရေးမှူးတွေကညဘက်အချိန်တွေမှာအစီရင်အကြောင်းပြဆစ်ဆီးပြီးဒေသခံအရက်သားအယောက်50ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါဗျ။ ။အောက်ချိုရီမူရီရဲ့တရင်ပေးချက်အရဖမ်းနာရှိသလိုရှောင်းတခင်စစ်စေးပြီးဖမ်းခဲ့တာတွေလည်းရှိတယ်လို့စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်။အစီအင်းအကြောင်းပြပြီးအဖမ်းခံရသူတွေဟာပသိမ်၊ဖြာပုံ၊ဟင်းတရာ၊ရေကြီး၊လေးမျက်နှာ၊တုံပြော်နဲ့မအူပင်မျိုးနယ်တွေကအများဆုံးအဖမ်းခံခဲ့ရတယ်လို့စစ်တပ်ရဲ့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါရယ်။တလအတွင်းအစီအင်းအကြောင်းပြအဖမ်းခံရတဲ့အရသားတွေကိုသက်ဆိုင်ရာနေမြေတပ်စခန်းနဲ့ရဲစခန်းတွေမှာဖမ်းဆီးထားပြီးတိုက်ပွဲရှောင်ရင်မိသားစုနဲ့အတိမ ိတ်ဆွေတွေစီခိတလာရောက်ခိုလုံနေတဲ့အရက်သားတွေအများဆုံးအဖမ်းခံထားရတယ်လို့သိရပါတယ်ရှင်။မြောက်ရီမြို့တောင်ဘက်လေကိတ်ကော်မြို့တဲ့အနီးမှာစစ်တပ်စစ်ကြောင်းတွေနဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်အောက်ခံသတင်းပေးပို့ထားပါရယ်ရှင်ကင်းမီနီမြောက်ရီမြို့တောင်ဘက်ဝလီလမ်းမိုင်းမှာဆုံးကျုံးထားတဲ့ဒက်စကန်တွေကို ပြန်လည်ရယူဖို့ဒရုန်းလက်နက်ကြီးပစ်ကူရယူပြီးစစ်ကောင်မရှင်ကစစ်ကြောင်းကားကြောင်းနဲ့ဒုပေါဝင်ရောက်လာတာကြောင့်ပြန်လည်လေးပူပေါင်းတပ်တွေနဲ့လေကိကောင်မျိုးတင်ကြီးမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စတီမာနာ29ရင်းကြီးကလေကိကောင်မျိုးတင်ကြီးကရေကန်ကုန်းကလေးဘက်ကနေထူဖောက်ဝင်ရောက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲတွင်နှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိပြီးစစ်တပ်ဘက်ကထိခိုက်ကြဆုံးသူပိုများတယ်လို့စီရင်သတင်းမြစ်ကပြောပါတယ်။ ုံးနေတာမရသေးဘူးပေါ့ကျွန်တော်တို့ဘက်ကလည်းဒီရက်ပိုင်းမှာကြာဆုတ်ထိခိုက်ကြာဆုတ်မှုတွေရှိတယ်ရန်သူဘက်ကတော့များတယ်ရန်သူဘက်ကများတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းဟိုထိခိုက်ကြာဆုတ်တော့ရှိနေတာပေါ့ဗျာဒီသူတို့ကတော့လူလဲပြီးစားနေတာပေါ့ကြာတာနေတိုင်းသူတို့ကြောက်ကကြာတာနေမှမနေတာဒါပေမဲ့သူတို့ကဖြည့်เสียလူရှိနေတယ်လို့ဖြစ်နေတာပေါ့ဟိုလူလူသားတို့လူသားတို့နိုင်နေတာပေါ့ဗျာစစ်ကြောင်းကတော့ဟို၄၅ကြောင်းလောက်တိကိုဖြတ်ပြီးတော့လာတာပေါ့အဲသူတို့ကလေးတိတော့အတွင်းနာတိချင်းကပ်လာတယ် ဒီဇိုင်းนี่တော့ဒီ120နဲ့တော့ရှော့ပြင်နေတော့ပေါ့လီလီနဲ့ကနေပါလေလီနဲ့ဒါပေမဲ့အဲ့လိုတမန်ကတစ်လုံးနှလုံးလောက်ပဲကျဲကာမီကာစီကတော့တစ်လုံးနှလုံးလောက်ချတယ်စတီမာလာ29ရက်နေ့မနေ့ပိုင်းကမြောက်မြို့တောင်ပဲဝလီလမ်းမင်းကမင်းလက်မကြည့်ရစာပင်ချောင်းကိုစစ်ကောင်မရှင်တပ်ကဒုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒုံးမကျတိုက်ခိုက်မှုအတွင်းစက်တင်ကျောင်းပိတ်ထားတာကြောင့်ထိခိုက်မှုမရှိခဲ့ပေမဲ့စက်တင်ဆောင်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ် ်ကျင်းနေကမင်းမောစမ်းစမ်းမှာဆွနေကြတယ်စီတမြတော့မင်းတို့လေမလာလာတော့လို့ကျွန်တော်တော့စစ်စင်အောင်စီဘောကျော်ပလက်မှာကြားရတယ်။အော်မင်းနိုင်စမ်းနိုင်မစရာ။သူတို့ကတော့ဟိုရေဖို့တွေပေါ့ဆိုတော့ကျွန်တော်ဒါဆိုတော့အဲ့မင်းကျန်တာတော့လက်ခိုင်မှာကြောက်လို့ပဲစရာ။သူကမထင်မင်းတော့ဖြစ်ခဲ့တယ်လေ။ လက်ရှိမှာလည်းမြောင်မြို့တောင်ဘက်ကိုစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာတာလက်နက်ကြီးရန်သားပစ်ခတ်တာအပြင်လေကြောင်းရန်ကိုစိုးရိမ်ပြီးလေကိတ်ကော်မင်းလက်ပန်ဘလူးရသေးကိုထိမဲ့ဝါခီစတဲ့ကြီးရကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာတောင်းအင်းမြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံမဲ့နဲ့နှိစရာတွေမှာထွက်ပြေးတိမ်းရှောင်ရပါတယ်ကျွန်တော်အောင်ခံပါ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းကတ္တာမြို့ကအရန်စစ်တပ်ဌာနချုပ်အပြင်ဘက်မှာစက်တင်ဘာလ30ရက်နေ့ကအသေးခံဘုံခွဲတိုက်ခိုက်မှုကြောင့်လူ၁၀ယောက်ထပ်မံတိုက်ဆုံခဲ့ပုံကိုရိုက်ကူးထားတဲ့လုံခြုံရေးကင်မရာ CCTV မှတ်တမ်းကိုရိုက်တာသတင်းဌာနကအော်တိုဘာလ1ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ ။ area ရဲ့ဂျိုရုဓာတ်ပုံတွေနဲ့လုံခြုံရေးကင်မရာကရိုက်ကူးထားတဲ့မြင်ကွင်းတွေကိုက်ညီနေလို့လမ်းတွေနဲ့အဆောက်အုံတွေရဲ့ဒီနေရာပုံသဏ္ဍာန်ကိုအတိပြုနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ video ရိုက်ကူးတဲ့ရက်စွဲကို video တောင်းကရက်စွဲတစိမ့်ကောင်းနဲ့တရားဝင်ထုတ်ပြန်ချက်တွေကနေအတိပြုထားပါဗျ။ဘုံခွဲမှုအပြီးတနတ်သမားအများပြားကဌာနချုပ်ကိုစီးနှင်းဝင်ရောက်ခဲ့လို့အရန်တပ်သားတွေနဲ့တနတ်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ပြည်နယ်ဝန်ကြီးချုပ်စာဗရက်ဘူဒီကရုံးမြင့်တန်ကြားရဲ့မိန့်ခေါ်မှာပြောခဲ့ပါဗျ။တိုက်ခိုက်မှုအတွင်အရက်သားတွေနဲ့စစ်သားတွေ ွေအပါအဝင်လူ၁၀ယောက်တိတ်ဆုံးခဲ့တယ်လို့ပြည်내ကျန်းမာရေးဝန်ကြီးဘတ်ကာတာကရိုက်တာသတင်းဌာနကိုပြောပါရယ်နောက်ထပ်33ရောက်ထိုင်ရရှိခဲ့တယ်လို့လဲဆိုပါတယ်။အသက်ခံရသူတွေထဲမှာအရန်တပ်သားတွေလည်းပါဝင်ပေမဲ့အရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့သူကဆက်ပြောခဲ့ပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော်ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။